တို့ရအောင်မင်္ဂလာပါခင်ဗျာတို့ရအားလုံးချမ်းသာတူခါဖြစ်ပြန်လေပြီးဆုံးနေပါတယ်ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာရှင်နေကျွန်တော်ကြည့်ရှုတော်မူပြီးဘူးလေးရတော့တရားဒါတေယောဆောင်ညီလေးထူရဲ့ဒါကာမတော်တစားဖြစ်တဲ့နေရာမှာဒါညီလေးထူရောက်ရပုံမွားနေတော့ကျွန်တော်အမြကုတုခေါ်နိုင်အောင်လို့ဒါသူဖြစ်ခဲ့တဲ့နေရာလေးမှာဒါအမြကုတုဒါသာတို့ပြေးဝေးပြီးတာပေါ့နော်အဲဒီမှာညီလေးထူရဲ့ပရိသတ်တော့ဒါထူထူရဲ့အခင်ဖြစ်ပေါ်တဲ့နေရာမှာတဲ့အမကြီးတို့တွေ့အမြပွေးဝေးခဲ့ပါတယ်တဲ့ဒါတို့ခေါ်ဖို့ ဓာတုခေါ်ပါတဲ့ဘုံညာလေးတဲ့အထူးရပေးသက်တွေကတော်တော်လေးမှများတယ်ပေါ့နော်တကယ်မှလည်းဟိုစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်ကဲသူရဲ့ရောက်ရပုံမှန်နေဟိုအမြကအမြကုသူဓာတုခေါ်နိုင်ပါသေးလို့ဆုတောင်းပေးတယ်ပေါ့နော်လေးဆက်ကောဘုညာကောကိုကြီးလေးကောအာလောဇာဇာသမျာမြာမြာအမြာယူရမှုကြပါကုန်လော ကောင်းမှုအင်းခက်ခေါ်ကိုညံခေါ်မောင်သူနေတကွာအားလုံးအမြတ်သားသမျှအမြအမြအမြရောမှုကြပါကုန်လောအာဒုသာဒုသာဒုသူတို့ကောင်းမှုသူသူတို့ကို ်ဘေးကကောကိုညာကောမောင်ထူးနေတကွာအာလုံးကြာကြသမျညညညသူတော်မူကြပါကုန်တော်သာဓုသာဓုကဲညီလေးသူရေကြောက်ရပုံမောင်းနေအမြတ်ကုသူသာဓုခွန်နေပါစေနောက်ဘဝလူပြန်ဖြစ်မယ်ဆိုလဲဒီလိုအဖြစ်ဆုံးမျိုးနဲ့ကင်းဝေးပါစေလို့ဆုတောင်းပေးတယ်เนาะကျွန်တော်တို့ ဟိုမိဆုံဖဆုံနဲ့နောက်ဘဝလူပြန်ဖြစ်မယ်ဆိုလဲမိဆုံဖဆုံနဲ့နေနိုင်ပါစေเนาะအသက်ရှိရှိလဲနေနိုင်ပါစေဒါကိုအဝါဒနာပါကိုဖြစ်ချင်တဲ့တကယ်ဥမာယူတုတ်ခဲ့တဲ့ကလေးတယောက်ကလေးဘဝတည်းရနေတော့ဒါတယောက်ဆောင်ခဲ့တဲ့မင်းသားဟိုတကယ်ဥမာတိတိကျကျမင်းသားလည်းဖြစ်ပါစေလို့ဆုတောင်းပေးပဲနှမျောဖို့တော့ကောင်းတော့ဗျာကျွန်တော်တို့အရွယ်မတိုင်ခင်ကျွေးလင်းသွားတော့လေဟိုဒီ NDE ရဲ့သူ့ရင်ထဲမှာဘယ်လောက်ထိတောင်သူ့သားလေးတို့ကခံစားနေရအောင်လဲဆိုတော့တော်တော်လေးမှာအဆင်မကောင်းဖြစ်ဖို့ကောင်းတယ်ဗောနော် ဟိုလူဘွားဆိုတာတခါကြရင်လည်းကျွန်တော်တို့မတန်ဘူးဆိုတာဒါကိုပြောတော့ဗျာဘာကြောင့်မတန်တာလဲဆိုရင်လူဘွားမှာကျွန်တော်တို့ပေးဆက်တာများတယ်ဗျာသိလားပေးဆက်တာများတယ်တကယ်ကိုကျွန်တော်တို့အောင်မြင်မှုပန်းနိုင်ရောက်ခံနေကြတော့ဒီပေးဆက်မှုကြီးကသိလားမတန်တော့ဘုံဆိုကျွန်တော်ကသူတို့ကခေါ်အောင်ဗျာစဉ်းစားကြည့်ဗျာကျွန်တော်လူဘွားမှာဆိုတာဟိုဟိုဒီ1တထွာလေးကြောင့်ကျွန်တော်တို့မှာနော်နေမနာညမနာ အလုပ်လုပ်ရတယ်ကြည့်ပေါ့ဗျာကျွန်တော်သူများနိုင်ငံမှာလုပ်လုပ်ရတယ်ညကိုင်းရှိတယ်နေ့ကိုင်းရှိတယ်အနေဘက်ဆိုလဲကျွန်တော်မနက်အရှိခွန်ရှိတယ်6ရှိတယ်မနက်8ထားလိုက်အောင်မနက်8ရှေ့ရနေတော့ည10နိုင်အလုပ်လုပ်ရတယ်ပြန်လာတယ်ထမင်းချက်စားတော့တယ်ကျွန်တော်မနက်မွန်းလင်အလုပ်ပြန်သွားတာဒီလုံနဲ့ပဲဘဝကြီးအတန်းနဲ့ရလဲနေတာညကိုင်းတောင်မှဆိုလဲဒီလိုပဲဒါနေ့ကင်းဆိုအဲ့ညဘက်ဆိုသွားဒီသမှုတွေကဝန်သထွားတယ်ကျွန်တော်တို့မှဒါရုံးကန်လှုပ်ရှားနေရတယ်ဟောကိုကဘယ်လိုပြောမလဲမနာလဲမနာရဲ့ နော်နားလိုက်ရင်လည်းဟိုမြုံမှန်းထားတဲ့ဟာလေးတချိန်လုံးပါဗျာဟိုဟာလေးလိုချင်ဒီဟာလေးလိုချင်ဒီလိုလေးမြုံမှန်းတတတယ်ဒါလေးပဲဩရလာတယ်ဒီပစ္စည်းလေးဟိုမြုံမှန်းတတတဲ့ပစ္စည်းလေးရလာဆိုဝမ်းသာတယ်ဒါပေမဲ့လူကမမြုံလင်းရင်အချိန်တိုင်းဒီလိုမျိုးလူလောကကြီးကကျွန်တော်စူးစမ်းလာခဲ့ပြီးပေါ့မှာဗျာဘိုင်းတန်ရောက်ခွင့်ဒီလောက်မှာလူပေါ်ကြီးထုတ်ခါတာတော့ဒါမတန်ဘူးပေါ့နော်အဲကျွန်တော်ယူပါမှာဆိုလို့ရှိတယ်ဗျာအာသူတို့တာဖားတွေအထိုင်းမှာအလုပ်လုပ်ကြတာပေါ့နော်အထိုင်းမှာလုပ်ကြအထိုင်းမှာ၄၅၆နေလောက်အလုပ်လုပ်တယ်အလုပ်လုပ်ပြီးတော့ကျွန်တော်တို့ ဒါဘမပြည်မိသားစုအဆင်ပြေသွားတော့ပြန်ကြတော့ဝင်ပြန်တော့ရွာရောက်တော့ကျွန်တော်တို့ဒါသူတို့ဟိုထိုင်းကိုတက်ခင်တော့ကတော့သူတို့အိမ်ထဲကတော့အဆုပ်ကြီးပေါ့နော်အဲပြန်သွားတဲ့အချိန်မှာဒါမိသားစုတွေဒါကျွန်တော်ပတ်စံလဲထိုက်တလောက်ပါသွားပြီပေါ်တော့ရွာရောက်တော့လဲတွေပဲဝယ်နွားတွေပဲဝယ်ရောဗျာဝယ်ပြီးတော့ကျွန်တော်အိမ်ကိုစောက်တော့ပေါ့တိုင်ရင်စောက်တော့ဟိုကံကဘယ်လောက်ဆိုးခြင်းလဲဆိုအဲ့ဝီလေးရကျွန်တော်တို့အိမ်လေးတော့ကျွန်တော်တို့မပြီးသွင်းအိမ်ကမနှက်ပြန်ဆိုကျွန်တော်တို့လှေကားထောင်ပြီး ဒါလေကားထောက်ဝင်သူတွေလေကားမင်္ဂလာကျွန်တော်တို့ဒါလုတ်ပြီးပါအိမ်အိမ်တက်လုတ်ပြီးပါရင်ကျွန်တော်တို့ဒါလုံနေလို့ရပြီအဲ့ရပြီးပြီပေါ့ဆိုပါတော့ပြီးပြီပေါ့ဒါပေမဲ့လေကားထောက်မီပြီးပြီပေါ့ပြောချင်တာကျွန်တော်နှိမ့်လည်းပဲနွားသဆွဲတော့ तू က तू ကပြောမစို့နွားရွယ်တိုက်တာဒါဝါသနာပါတယ်ဦးကြီးကနွားသဆွဲတော့သူ့နွားပဲ तू ပြိုင်တော့ तू ဘဝကိုကျွန်တော်တို့အဆုံးသတ်ပေးလိုက်တာပေါ့နော်အာကြည်သားပြသူများနိုင်ငံမှာကျွန်တော်စူးစမ်းခဲ့ရတယ်နော် လူဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့အလုပ်တွေလုပ်ရတယ်လုပ်ရတယ်လုပ်ရတယ်နောက်ပြီးဆုံးသူများနဲ့ကမှအလုပ်တက်လုပ်ရတယ်ဟောစီးပွားရေးလေးအဆင်ပြေလို့ကိုကိုရဲ့မွေးရမြေမှာအေးအေးဆေးဆေးစိန်လေးနဲ့ချမ်းချမ်းသာသာလေးမိသားစုတွေစုံစုံလင်လင်နဲ့နေမဲ့အချိန်လေးရောက်လေရောက်ကျွန်တော်တို့လူလောကနေခေါ်ထုတ်ရတယ်အပြင်အပြောချင်တယ်လူလူလောကနေခေါ်ထုတ်ရတယ်အခုလည်းညီလေးထူတာဒီလိုပဲကြည့်ပေါ့နော်သူခင်ဗျာဗျာဒီနေ့မှာအကယ်ဒမီဒါစကားတင်စင်းကိုသူဝင်နေစက်ဖို့စင်းဝင်နေချိန်မှာသူ့ရဲ့နေမှာတော်တော်ပျော်နေမှာ သူတကယ်လည်းအကယ်ဒမီကိုသူလူနုပညာရှင်တိုင်းကလူတိုင်းအကယ်ဒမီဆိုတာသူတို့ရဲ့တကယ်ဥမာဟိုလူချင်းတန်းတားတက်မောကြတဲ့သူတွေပဲဗျာဟာသူတို့ရဲ့ပန်းတိုင်ပေါ့ပြောချင်တာလူချင်းကြတယ်ဒါပေမဲ့သူရင်ထဲမှာဘယ်လောက်တိပြောမသူစကားတွေစင်ရင်စင်ရင်ကိုသူဝင်သွားတယ်သူတော်တော်ပြောနေမယ်အရှိဆိုရကျွန်တော်တချမ်းနေရှိတယ်ဗျာနောက်ဝိဆုံးဗျာသူ့မယူဘူးကျွန်တော်ဒါနောက်ချလောက်ပဲဆောက် နောက်6လပဲဆောက်ဒါစူးစမ်းမယ်အမေကိုဒါအိမ်နဲ့ခြံနေတာဝယ်ပြီးမယ်ဆိုသူပြောခဲ့တဲ့အခြေအနေကအရှိဆိုကျွန်တော်တို့တကြံပဲတကြံဆိုရင်ဒါတချင်းနေလဲစူးရမယ်ဟုတ်ဟုတ်နောက်ပစ္စုံကကျွန်တော်စက္ကရင်စင်းနေဝင်တာဒါစက္ကရင်အများကြီးရိုက်ရမယ်သူ့မေသူထားပေးနိုင်တာပေါ့အတူကအသက်ကျွန်တော်ပြောတာဗျာနောက်နှစ်နှစ်လောက်ပဲသူ့အသက်ပေးရှင်ခွင့်ပေးလိုက်ဟာသူ့မိဘတော်လည်းစိတ်အေးရမယ်စိတ်အေးချမ်းသာမယ်သူ့မိဘလည်းသူပြည့်ပြည့်စုံနဲ့ထားထားခဲ့ပေးနိုင်မယ် အတူပစ်ချင်းလေးအရာလေးလေးဘယ်လိုပဲဖြစ်ဖြစ်အောင်မြုပ်ပန်တဲ့တဝက်လောက်သူ့ရောက်သွားမယ်အတူမိပါ့ကိုနောက်ပစုံသူသူစိတ်မချတဲ့သူ့အမေကိုသူတင့်တောင်းတင့်တယ်သူထားပစ်ချင်းနဲ့အိမ်နဲ့ခြံနဲ့ဝန်းနဲ့သူထားပေးရမြင်သွားရရင်ကျွန်တော်ပြောတာသူစိတ်လေးကျင့်နေ ਈ တော့သူဘဝတော့သူကူပြောင်းသွားတာတော်တော်လေးမှသူ့ရင်ထဲမှာခံတာပဲလို့ကျွန်တော်ထင်တယ်ဒါပေမဲ့အခုဟာကြီးကမိပါ့ကိုလည်းပြောထားတော့မှရှိသေးတယ်မမျော်လင့်ပဲနဲ့ဒီလိုကံကြမ္မာအစိုးရဝင်လာတော့သူ့ရင်ထဲမှာဘယ်လောက် ူ့မိဘအတွက်အော်ငါ့မိဘအတွက်ငါမလုပ်ပေးဝါရှာဘူးဆိုတာဒီလိုမျိုးအယူဆွေးရဖြစ်မှာကြောက်တယ်ပေါ့နော်လိုပဲဖြစ်ပါကောင်းရပုံရဒီဆိုအစွဲဆိုတာတော့ကျွန်တော်ပြောပဲလူဆိုတာတော့ဒါအချင်းတိုင်းကျွန်တော်တို့ကအကုန်လုံးကထောက်ခေါ်ရမယ်သူကြီးပဲဆိုတော့ဒီလောက်မှကျွန်တော်ကသွားကြရမှာပေါ့နော်ဒါပေမဲ့အစွဲဆိုတာကြောက်ဖို့ကောင်းတယ်ပေါ့နော် DND ဆိုလည်းဘယ်လောက်ထိသူ့ရင်မှာသူ့သားလေးကိုဒါတော်တော်လေးမှအားကိုးတယ်ဗျာထူရမိတာအသူ့သားလေးဒါဟောငါသားလေးစူးစမ်းမယ်နောက်6လအင်းနဲ့ချန်တဲ့ တောက်ပွဲပြိမဲ့ဆိုတော့သူရင်ထဲမှာဘယ်လောက်ထိမြှော်လင်းနေမှာကျွန်တော်ပြောချင်တာเนาะဒါပေမဲ့လူဘော့ကြီးကမတရားဟုတ်ဆိုတော့ဒါဟုတ်ပြောချင်တာပေါ့ဗျာကြာတစ်ချိန်လုံးဒုက္ခမျိုးစုံနဲ့ကျွန်တော်တို့ရုံးကန်လှုပ်ရှားလာတဲ့အချိန်အချိန်ကြတော့ကျွန်တော်တို့မခေါ်ဘူးသိလားကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဆန်စားရမယ့်အချိန်လေးရောက်ရောခေါ်ရဆိုတော့ဒါမတန်ဘူးဆိုတော့ဒါကိုပြောတာပေါ့เนาะကဲညီလေးတို့ကို